အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောတည်တည်တနည်းဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ပါတယ် အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါမိနစ်တိုင်းကဒါကျွန်တော်나이တခုလို့ဖြစ်နေတဲ့လူတွေအကုန်လုံးခန်းစားမိမယ်ဒါအထူးသဖြင့်ဒါ Spark Break တဲ့ဒီနေ့တူဒါကျွန်တော်တို့ United Break တဲ့ကဒါဒီနေ့မှာဆိုရင်တော့ဒါတီးကြရတဲ့အတိုင်းပဲ10မိနစ်ကဒါတနာ ਈ ဆိုတဲ့ feeling တခုကိုအလုံးခန်းစားမိနေမယ်လို့ကျွန်တော်နေနေဒီနေ့မှာမြင်တယ်ပေါ့နော်အဲ့တော့ဒီအားလေးမဖြစ်ခင်မှာဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ topic လေးတခုကိုခင်ဗျားတို့နည်းနည်းလေးဆွေးနွေးလိုက်အောင် အဲ့တော့ထမောင်းနေလေတာကျွန်တော်နည်းနည်းလေး idea ရပါဘောเนาะအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Manchester United အသင်းနဲ့ Spa အသင်းတွေရဲ့ champion လို့ဆိုတာ Europa League ဒါကျွန်တော်တို့ final ပွဲစဉ်မှာဒါကျွန်တော်တို့ လူတော်များကစိတ်ဝင်စားမှုတစ်ခုအနေနဲ့တွေ့အဲ့တော့ပြောချင်တာကဂျားတဲ့မှာဒါကျွန်တော်တို့ conference league တို့ဒါအာ champion league တို့ final ကိုတော့လူတွေကအဲ့လိုတင်ပြောဆိုဘာအဓိကတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါအင်္ဂလိပ်နှစ်သင်းနဲ့ပြင်ဒါကျွန်တော်တို့လက်ရှိမှာ premier league မှာခြေစွမ်းရတော်တော်လေးကိုဆိုးရွားတဲ့နှစ်သင်းတွေ့တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်တို့အမှန်တိုင်းပြောရမယ်ဆိုရင်ဒါဟိုစိတ်ဝင်စားကြရပေါ့အထူးပြတာကျွန်တော် premier league ကလည်းအဲ့တော့ဒါလက်ရှိမှာဒါ athletic uk ကနေပြီးတော့ဒါကျွန်တော်တော်တော်လေးကိုဒါ source ခိုင်နေတာကျွန်တော်တို့အဲ သတင်းစာတိုက်ဖြစ်လို့ကြောင့်ဒီအရကိုယူလိုက်တယ်ဗောနော Athletic UK ကနေပြီးတော့ဒါကြောင့်လက်ရှိဘယ်အသင်းကိုပို့ပြီးတော့18အသင်းပြိတ်သက်ဒီအနေနဲ့ပလားရစီခြင်းလဲဆိုပြီးတော့စတန်ကောက်ယူလိုက်တဲ့အချိန်မှာဒါကြောင့်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုထွက်ပေါ်လာခဲ့တယ် အလက်ရှိမှာဒါဖတ်ရတဲ့လောက်ကတော့လက်ရှိဒါကျွန်တော်တို့အသင်းတော်တော်များများကတော့စပါအသင်းကိုဒါကျွန်တော်တို့ယူရိုပါလိကိုရစီခြင်းတဲ့မှာပါတယ်ပြိတ္တတွေပေါ့နော်ဒါကျန်တဲ့ပြိတ္တတာဟိုလန်ဒန်ကပြိတ္တတော်တော်များများကတော့ဒါကျွန်တော်တို့အဲသူတို့ရဲ့မြို့ကပြောင်းပြောင်းဖြစ်တဲ့အသင်းကိုတော့ဒါမရစီခြင်းနဲ့ဒါဟာသဘောပေါက်လို့ရပါတယ်အဲ့တော့ဒါနံပါတ်1နေရာပြောရမယ်ဆိုတော့အာစတိုအသင်းပေါ့နော်အာစတိုအသင်းကတော့ရှင်းပါတယ်ဒါသူအနေနဲ့ဒါမြို့ကပြိုင်ဘက်ဖြစ်တဲ့တော်တန်ဟော့စပါအသင်းသူတို့အနေနဲ့ဖျားပလာမရစီခြင်းဘူးဒါ22.5ရာခိုင်နှုန်းတော့ဒါကျွန်တော်တို့ အာစနယ်ပြည်တကတော့တော်တော်ဟော့စပါတင်းကိုဖလိုက်ရစီဂျင်ပြီးတော့ဒါ89.500ဂိုင်နှုန်းတော့ဒါအာစနယ်ပြည်တဒီကတော့ဒါကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်အသင်းကိုဖလိုက်ရစီခြင်းအဲ့တော့အဲ့ညမှာစပြီးတဖြည်းဖြည်းကွဲလာခဲ့တာကအက်စတွန်ဗလာအသင်းပဲအက်စတွန်ဗလာအသင်းကဒီနေရာမှာဒါပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အာစနယ်နဲ့စတင်ပြီးကွာလိုက်ပြီးအာအက်စတွန်ဗလာအသင်းကဒါကျွန်တော်နည်းနည်းလေးကွာပြီးတော့53.1ရာဂိုင်နှုန်းကတော်တော်ဟော့စပါတင်းကိုဖလိုက်ရစီခြင်းပြီးတော့48.9တော့ဒါပြည်တဒီကတော့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုဖလိုက်ရစီအဲ့တော့ဒါ စတွန်ဗလာသင်ကတော့တော်တန်ဟန်ဟော့စပယ်သင်ကိုဖလားပူရစီခြင်းနဲ့တမပါပါတယ်ဘုံမောက်လည်းဒီတိုင်းပဲဗျဘုံမောက်သင်က66.9ရာခိုင်နှုန်းကတည်းကကျွန်တော်တို့တော်တန်ဟော့စပယ်သင်ကိုဖလားရစီခြင်းပြီးတော့33.3ရာခိုင်နှုန်းကဒါမန်ချက်စတာယူနိုက်တက်သင်ကိုဖလားရစီအဲ့တော့ဒါကျွန်တော်နှစ်သင်းပေါ့နော်သုံးသင်းမှာဒါကျွန်တော်နှစ်သင်းကတော်တန်ဟော့စပယ်သင်ကိုဖလားရစီခြင်းခဲ့တယ်အဲ့ဘရန်ဖို့သင်ကဒီညမှာစိတ်ဝင်စားဖို့ခေါင်းလဲဒါတော်တော်လေးကို neutral ဖြစ်တယ်သူတို့က90ရာခိုင်နှုန်းစပါဖလားရလဲကိစ္စမရှိဘူးဒါကျွန်တော်တို့အဲ united ဖလားရလဲကိစ္စမရှိဘူးအဲ့တော့50 50ကွက်တီးပဲအဲ့တော့ဒါကျွန်တော်၄သင်းမှာတော့ဒါနှစ်သ သင်းကတာကျွန်တော်တို့အဲတော်တန်ဟော့စပါအသင်းကိုဖလားရစီခြင်းနဲ့တသင်းကတာမန်ချက်စတာယူနိုက်တက်အသင်းကိုဖလားရစီခြင်းအာစနိုအသင်းပေါ့နော်အဲ့တော့ Brighton Brighton အသင်းကလက်ရှိမှာဒါကျွန်တော် Manchester United ကိုဖလားရစီခြင်းနဲ့ percentage က92.2ပဲရှိပြီးတော့ဒါ Brighton အသင်းရဲ့ဒါကျွန်တော်တို့ Spurs အသင်းကိုဖလားရစီခြင်းနဲ့ဒီက92.9ကို98.8ခန့်တမရှိရခိုင်လို့ရှိခဲ့တယ်အဲ့တော့ဒီနေ့မှာ5အသင်းမြောက်ရောက်လာတဲ့ချိန်မှာတော်တန်ဟော့စပါအသင်းကိုဖလားရခြင်းဖလားရစီခြင်းနဲ့ သုံးသိန်းဖြစ်လာအဲ့တော့ကျွန်တော်ပြီးရင်ရှင်းပြမယ်ဗောနော်ဒါကျွန်တော်ဒီတိုင်းပြောမှာမဟုတ်ဘူး Brighton သိပြီးနာကျွန်တော် Chelsea သိ Chelsea သိကဒါကျွန်တော် Spurs သိကသူတို့ရဲ့မြို့ကန်ပြိုင်မဲ့ဖြစ်တဲ့ကြောင့်မို့ဒါ58တသမာကြီးတိရာဂိုင်းနှုံးအနေနဲ့ဒါကျွန်တော်တို့ Spurs သိကိုဒါ Flyers ကြီးဂျင်ပြီးတော့58တသမာ6အနေနဲ့ဒါကျွန်တော် Manchester United အသင်းကို Flyers ကြီးဂျင်တယ်တော့ကျွန်တော်ဒီနေရာမှာ Chelsea အသင်းတစ်ပြိတ္တအနေနဲ့ဒါတော်တော်လေးကိုများနေတယ်ဗျ Chelsea အသင်းရဲ့အဓိကဒါကျွန်တော် London ပြိုင်ပိတ်တယ်မှာ Spurs သိကပါပြီးပြိတ္တအနေနဲ့လက်ရှိမှာ Chelsea အသင်းပြိတ္တတွေကဒါ Spurs သိကို Flyers ကြီးဂျင်တော့တော်တော်လေးကိုထူးဆန်းနေတဲ့ဘက်တစ်ခုဖြစ်နေတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အားလုံးပေါ့ဒါကျွန်တော်တို့ အေးပေါ့6တင်းမာတာတော်တန်ဟော့စပတ်အတင်းကိုဖလာရစီကျွန်တော်၄တင်းဒါကျွန်တော်တို့အာ အာအာစနယ်အသင်းနဲ့ဒါကျွန်တော်တို့ချက်စီအသင်းနဲ့နှစ်သင်းပေါ့တော်တန်ဟော့စပါတင်းကိုဖလိုက်ရစီ3သင်းဒါကျွန်တော်တို့ဂျန်နဲ့အသင်း2သင်းကျွန်တော်ဂျန်နဲ့အသင်း2သင်းကဒါကျွန်တော်တို့အာမန်ချက်စတာယူနိုက်တက်ကိုရစီခြင်း ਨੇ ဒီနေရာမှာနောက်တဲ့သင်းကဒါကျွန်တော်တို့တည်ပေါ့နော်ဘရန်ဖို့အဲ့တော့ဒီနေရာမှာ3သင်း2သင်းဖြစ်နေပြီဒီနေရာမှာစပြီးတော်တော်လေးကိုကွာခြားတဲ့ချက်ကခရစ်စတယ်ပေးလစ်ခရစ်စတယ်ပေးလစ်သင်းကတော်တန်ဟော့စပါတင်းကိုလန်ဒန်မြို့ကန်ပြိုင်ဘက်ပြင်ဖလိုက်ရစီခြင်းခဲ့တယ်63.8ရာခိုင်နှုန်းကတော်တန်ဟော့စပါတင်းကိုဖလိုက်ရစီခြင်းပြီး7.3ရာခိုင်နှုန်းကတော့ယူနိုက်တက်အသင်းကိုရစီခြင်း ਨੇ ဒီနေရာမှာတော်တော်ကြီးကိုဒါကျွန်တော်စပါတင်းကိုအကြီးကြီး အားပေးနေတာကတော့ Everton အသင်းပဲ Everton အသင်းရဲ့တရားရာဂိုင်းနှုံးသောပြိတ္တတွေအကုန်လုံးကဒါကျွန်တော် Tottenham Hotspur အသင်းကိုဖလားရစေခြင်းပြီးတော့လက်ရှိစတန်ရတာ 0%ကမန်ချက်စတာယူနိုက်တက်အသင်းကိုဖလိုက်ရစေချင်တယ်။အဲ့တော့နောက်ထပ်အသင်းနဲ့ဒါဆိုလန်ဒန်အသင်းနောက်တစ်သင်းဖြစ်ပြီးဒီအသင်းကလည်းဒါတော်တန်ဟော့စပါသင်းကို82.3သမရာဂိုင်နှုန်းနဲ့ဖလိုက်ရစေချင်တာပုံများတယ်။22သမ9ရာဂိုင်နှုန်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုရစေချင်တယ်။ Eastway Town နေနဲ့အခုလက်ရှိမှာ85ရာခိုင်နှုန်းတော့ Tottenham Hotspur အသင်းကိုဖလားရစေဂျမီ25ရာခိုင်နှုန်းကသာ Manchester United အသင်းကိုရစေချင်တာဖြစ်တယ်။ Leicester City အသင်းကလည်း58.8ရာခိုင်နှုန်းက Tottenham Hotspur အသင်းကိုဖလားရစေချင်ပြီးတော့41.2ရာခိုင်နှုန်းက Manchester United အသင်းကိုဖလားရစေချင်တယ်။လ ေဘဘူးကတော့ကျန်းတယ်ထဝမ်းလိုက်ကျွန်တော် Everton နီးနီးပဲ65.600ခိုင်နှုန်းက Tottenham Hotspur အတင်းကိုဖလာရစီခြင်းပြီးတော့ကျန်တဲ့ဒါကျွန်တော်တို့တိုးတယ်အာ 3.1ရာခိုင်နှုန်းကတော့ Manchester United အသင်းကိုဖလားရစေချင်တယ်မဟုတ်နော် City အသင်းကသူတို့ရဲ့မြို့ကန်ပြိုင်ဘက်ကို10.9ရာခိုင်နှုန်းပဲဖလားရစေချင်ပြီး Spurs အသင်းကို86.1ရာခိုင်နှုန်းရစေချင်တယ် Newcastle United ကဒီတိုင်းမဲ့တာကျတော့63.1အနေနဲ့ Spurs အသင်းကိုဖလားရစေချင်ပြီးတော့6.9ကို Manchester United အသင်းနဲ့ရစေချင်တယ် Tottenham Hotspur က58.1နဲ့ Tottenham Hotspur အသင်းကိုပို့ပြီးဖလားရစေချင်ပြီးတော့57.9အနေနဲ့ဒါ Manchester United အသင်းကိုရစေချင်တယ် Southampton ကတော့58.3အနေနဲ့ Manchester United Tottenham Hotspur အသင်းကိုရစေချင် င်ပြီးတော့ Manchester United အသင်းကို41.9ရာခိုင်နှုန်းနဲ့ရရှိခြင်းနဲ့တောင်ပါအဲ့တော့ West Ham အသင်းကဒါကျွန်တော် Spa အသင်းရဲ့အဓိကမြို့ပြန်ပိုင်ပဲနောက်တစ်ခုဖြစ်တဲ့ကြောင့် Spa အသင်းကို38ရာခိုင်နှုန်းနဲ့ရရှိခြင်းပြီးတော့63ရာခိုင်နှုန်းကဒါကြောင့် Manchester United အသင်းကိုရရှိခြင်းနဲ့ Wolves အသင်းကဒီနာပြတ်သားပါတယ်65.9ရာခိုင်နှုန်းက Tottenham Hotspur အသင်းကိုဖလားရရှိခြင်းပြီးတော့ကြံတဲ့အားလုံးပေါင်းဒါကျွန်တော်4.3ရာခိုင်နှုန်းက Manchester United အသင်းကိုရရှိအဲ့တော့ပြောချင်တာအားလုံးပေါင်း16အသင်းမှာကျွန်တော်အတိအလောက်ပေါ့နော်73 74အသင်းလောက်က Tottenham Hotspur အသင်းကိုဖလားရရှိခြင်းနဲ့ကြံတဲ့3အသင်း4 4သင်းလောက်ပဲဒါကျွန်တော်တို့ Manchester United အသင်းကိုပလာရစီခြင်းနဲ့ဒီနေ့ဘာလို့ဒီလိုဖြစ်ရလဲအမှန်တကယ်တော့တချို့ဒီမှာ Newcastle တို့ဒါကျွန်တော်တို့ ever newcastle တို့ဒါကျွန်တော် newcastle တို့ newcastle တို့ဒါကျွန်တော် blue crystal palace တို့ကြာကျွန်တော်မြန်ပလားဖလား ကာလရှိကြလက်လွတ်ထားတဲ့အတင်းတင်းဖြစ်တဲ့အကြောင်းမို့ဒီညမှာအချင်းချင်းဒါစိတ်ဝင်စားတဲ့ဆိုတဲ့ပုံစံမျိုးကိုသွားတယ်ကျွန်တော်အနေနဲ့မြင်နေတယ်။ဒါပေမဲ့အဓိကဘာလို့ Spartan ကို Manchester United အတင်းနဲ့ဖလားရစေချင်တာလဲ။ဒီညမှာဒါကျွန်တော်ကျွန်တော်ကိုယ်စိတ်ဝင်စားတဲ့ theory တခုရှိလို့ Athletic UK ကလည်းဒါ feed လုပ်ထားတဲ့ theory တခုရှိ။အဲ့ဒါကဘာလို့ဆို Manchester United အတင်းနဲ့လက်ရှိလာမယ့်နေရာဒီမှာ Europa League ရပြီ Champions League ရခဲ့မယ်ဆိုရင်တော့ကျန်တဲ့အတင်းတွေအတွက်ဒါစိတ်ပူစရာရှိတယ်။ဘာကြောင့် Manchester United အတင်းလာမယ့်နေရာဒီမှာ Champions League Football တာရခဲ့မယ်ဆိုငွေတွေအများကြီးတုံးသွားနိုင်ပြီးတော့တကယ်ကိုကောင်းမွန်တဲ့ကစား မဒီတာရူဘင်အမိုရင်းခေါ်သွားနိုင်ခဲ့မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းကဒီထက်ပိုပြီးအများကြီးကောင်းလာမှာကိုဆိုရင်လည်းကြောင့်မဟုတ်ကျန်တဲ့အသင်းပြိတက်တွေအနေနဲ့ဒါလက်ရှိမှာတော်တန်ဟော့စပါအသင်းကိုပိုပြီးဖိလာရဲဘာလို့လဲစပါအသင်းနဲ့အခုလက်ရှိမှာယူရိုပါလိရပြီးချန်ပီယံလိဝင်မယ်ဆိုရင်လည်းမန်ချက်စတာယူနိုက်တက်အသင်းလောက်တာကျွန်တော်ငွေသုံးပြီးအသင်းကိုပြန်လည်ပြီးပြပြမှာမဟုတ်ဘူး ဒါအကေကနာပေါ်တဲ့ချန်ပီယံလိရထားတဲ့တော်တန်ဟော့စပါသင်းနဲ့ဟိုချက်ကြည့်ပေါ့ယူရိုပါလိရထားတဲ့တော်တန်ဟော့စပါသင်းနဲ့မန်ချက်စတာယူနိုက်တက်တော့ယူရိုပါလိရထားတဲ့မန်ချက်စတာယူနိုက်တက်နဲ့ဘယ်အသင်းပူကြောက်ဖို့ကောင်းလဲပြည့်ကြည့်တဲ့ချိန်မှာယူရိုပါလိရထားတဲ့မန်ချက်စတာယူနိုက်တက်ကပူပြီးကြောက်ဖို့ကောင်းပြီလို့တို့တွေကတွေးတယ်။ဒါကြောင့်မို့ဒါကုနာပေါ်တဲ့ပြိသက်တွေနေနဲ့ဒါတို့တို့အတွက်ဒါဟိုရန်သူလို့ဖြစ်လာမယ်အခွင့်အရေးတခုတို့တွေနဲ့လက်မခံမင်းနဲ့ပြောမယ်ဆိုရင်ဒါဟိုအေးပေါ့ဒီကောင်ဖလားရလဲဘာမှဖြစ်ဘူးဆိုတဲ့ပုံစံမျိုးကိုဒါပေးတယ်ပေါ့တနာလို့ပေးတယ်ဆိုတဲ့ပုံစံမျိုးတွေဒီကောင်နေရန်သူလို့မတွေးဘူးပေါ့နော်ကျွန်တော်ဥစားလေးအကုန်လုံးကရန်သူလို့ United သင်းတဲ့အကေချန်ပီယံလိရခဲ့ ခဲ့မယ်ဆိုရင်တော့လာမယ့်နူရဒီမှာကြောက်ဖို့ကောင်းတဲ့အသေးသေးဖြစ်လာမယ်လို့ဒါကြောင့်ပိုင်ပြတ်ဒီနေနဲ့တွေးရဆိုပြီး The Athletic UK ကရေးသားထားခဲ့တယ်အဲ့တော့ဒီနေ့မတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ချက်တစ်ချက်ဖြစ်တယ်အဲ့တော့ဒါမြို့ကန်ပြိုင်ပတ်အသင်းတွေကလွယ်ပြီးချင်တဲ့အသင်းတော်တော်များများကတော်တန်ဟော့စပါအသင်းကိုဖလားရစီခြင်းပြီးတော့ပါလို့ရစီခြင်းတို့အဖြစ်ကရှင်းပါတယ် United အသင်းက Champions League ဝင်ခွင့်ရခဲ့မယ်ဆိုလာမယ့်နူရဒီမှာ United အသင်းကတော်တော်လေးကိုလူဖြစ်တင်းမှုလုပ်ပြီးတော့ Amorin လက်ထက်မှာအများကြီးပိုကောင်းသွားမှာကိုစိုးရိမ်နေအစုအဖွဲ့ရှိတယ်ဆိုပြီး The Athletic UK ကနေပြီးတော့ theory တစ်ခုရရေးထားခဲ့တယ် အဲ့ဒါကိုကျွန်တော်ရဲ့ပါဆယ်မြန်မာဆိုတော့ကျွန်တော်မှန်တဲ့တလောက်မှန်တယ်လို့မြင်တယ်စပါတင်းကယူရိုပါလီရခဲ့ပြီချန်ပီယံလိရခဲ့မယ်ဆိုရင်တော့ဟိုဆိုချန်ပီယံလိချန်ပီယံလိဒါကျွန်တော်ဝင်ခဲ့မယ်ဆိုရင်တော့ United အသင်းလောက်ဖြစ်တင်းမှုမလုပ်ဘဲနဲ့ဒါ Levi ရဲ့အောက်မှာအင်းညောင်အင်းညောင်ပဲထပ်သွားမယ်ဆိုပြီးအကုန်လုံးပြည်သက်တွေကစိုးရင်ဒါမျောလင့်ထားတယ်။ Levi ကြောင့်မလို့ဒါအဓိကဒီလိုမျိုးဖြစ်သွားတယ်ကျွန်တော်နည်းမြင်တယ်။ ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တို့နဲ့ DB4 တို့မှာကြည့်လို့ဆိုတော့အပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာများများနိုင်ရဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ဒီနေ့ဒီ video ကကျွန်တော်တို့ ဒီနေ့ညတော့နောက်ဆုံးဗီဒီယိုဖြစ်မှာကျွန်တော်လည်း excited ရမ်းပြောကျွန်တော်ဗီဒီယိုဒီနေ့တော့အများကြီးမြဲတော့မနှက်ဖြန်ညမှာတွေ့မှာဖြစ်ပါတယ်ရှုံရှုံနိုင်နိုင်ကျွန်တော်ကတော့ပွဲပြီးသုံးသက်ချက်လေးကျွန်တော်အချိန်မီတင်ပြမှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကျွန်တော်တို့မနှက်ဖြန်ညမှာပြန်တွေ့ကြရပါဘို့ဘယ်လိုဖြစ်နေမလဲတော့ကျွန်တော်ဖရားသခင်ပဲသိမှာပါအချိန်လေးကိုကျွန်တော်တို့ကြော်ပြီးကြည့်လို့ရမယ်ဆိုရင်တော့ဗီဒီယိုမှာပါလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြပါအောင်ပေးပါပါဗျာ